အားလုံးမင်္ဂလာပါစိတ်အချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေစည်းအတက်ကြက16ချိန်တိတိရှိပါတယ်တရရလုံးတိုင်းတာနဲ့ဒီနေ့ထိုင်းရွှေစည်းကညနေမှာ90အကြနဲ့ဈေးပိတ်သွားပါတယ်ဒီနေ့က20ရက်နေ့9လပိုင်း2020နဲ့9ခုနဲ့ညနေပိုင်းထိုင်းရွှေစည်းကတော့ဒီနေ့မှာ90ကျပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲစည်းဆိုင်ကရောင်းနေစည်းက9600နဲ့မှ90 ဆိုင်ကလက်ခံတဲ့ဈေးက9550လက်ဝတ်ရန်တိုင်းဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9450ဆိုင်ကလက်ခံတဲ့ဈေးက4633.84တမား14နဲ့ပေါင်ဈေးရှိပါတယ်။ကမ္ဘာရွှေတအောင်စကိုဒေါ်လာ3236နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။တဒေါ်လာကိုထိုင်းမှန်ငွေ33.13နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96.500ခန့်လို့ရှိတဲ့ထိုင်းရွှေအခဲကဘဏ်ကောက်ထဲမှာလက်က200ရှိပါတယ်။ ၎င်းပြီးအစီတိုင်းရွှေခဲတဲ့ဘက်သားကို9850ဈေးနဲ့ပေါက်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာဂိန်လုံးပြတ်မပြတ်ပဲဆိုင်က9550ဈေးနဲ့ပြန်ပြီးတော့လက်ခံမှာပါ။ လက်ဝင်ရနာရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000ဒီရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့စိုက်ပေါ်မှာမူတည်ပြီးတော့လက်ကစင်းလုံးကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝင်ရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်စိုင်က900ခန်းလုံးဖြတ်ပြီးတဲ့အပြင်ကို4800ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ထိုင်းရွှေကလက်ရှိမှာ9000ကျော်စင်းနဲ့ပဲရှိနေပါသေးတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမဲ့သူတွေကရွှေအခက်ကိုဝယ်စုထားကြပါလို့ကျွန်တော်ကတော့ အကြံပြုခြင်းပါတယ်။ထိုင်းရွှေအခင်းကလက်ဝတ်ရင်နာနဲ့စာလို့ရင်လက်ကစင်းတို့ကအများကြီးကိုတတ်တာတာဖြစ်ပါတယ်။ပြန်ရောင်းတဲ့အခါမှာလဲဆိုင်ကရာဂိုင်တို့ပြန်မပြတ်ပဲဆိုင်ကပေါက်ဈေးတိုင်းပဲပြန်ပြီးလက်ခံမှာဖြစ်ပါတယ်။လက်ဝတ်ရင်နာကတော့ဝင်တဲ့အခါမှာလဲလက်ကစင်းတို့ကပို့ပြီးတော့ရွှေခဲတယ်များပါတယ်။ပြန်ရောင်းတဲ့အခါမှာလဲဆိုင်က9ရာဂိုင်တို့ဖြတ်ပြီးမှပြန်ပြီးလက်ခံမှာဖြစ်ပါတယ်။အရှိစင်းတို့နဲ့ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆုခြင်းတဲ့သူတွေကလက်ခဈေးတက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီခော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။ တပတ်သားကိုလက်ခံ205ဘတ်သားဒီဝင်မယ်ဆိုရင်လက်ခံအကုန်ကြမရှိပါဘူး။ထိုင်းရွှေစင်းငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါရယ်။ထိုင်းရွှေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါရယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပြီးရှင်နိုင်ကြပါစေ။